မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အောက်တိုဘာလ23ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းစလင်းမြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်တပ်ဆွဲထားတဲ့လင်းစင်းတိုက်နယ်ရဲစခန်းနဲ့အထိုင်စခန်း၃ခုကို PDF တပ်ဖွဲ့များကကြပြိုင်နက်ထက်ဝင်းရောက်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အောက်တိုဘာလ19ရက်နေ့မနက်6:30မိနစ်ခန့်မှာစလင်းမြို့နယ်စင်ဖြူကျွန်းမြို့စုပ်လေဦးလမ်းခွဲအနီးမှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့အထိုင်ချကင်းစခန်းငယ်များကို ဒရုန်းနဲ့ဘုံဒီနှလုံးချပြီးတော့တက်ခတ်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနေ့မနက်၁၀:၅မိနစ်ခန့်မှာစလင်းမြို့နယ်လင်းစင်းတိုက်နယ်ရဲစခန်းနယ်အကြပ်ဘတ်စစ်တပ်ရဲ့အထိုင်ချနေရာများကိုလည်း PDF တပ်ဖွဲ့များကတာဝေးပစ် rocket များနဲ့ကြိုင်နံထဲတိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။မနက်၁၀:၃၀မိနစ်ခန့်မှာစလင်းမြို့နယ်တိခေါက်တောင်ကြီးရွာမှာတပ်ဆွဲထားတဲ့အကြပ်ဘတ်စစ်တပ်ရဲ့ကင်းစခန်းများနဲ့စုပ်လေဦးလမ်းကွဲမှာရှိတဲ့အကြပ်ဘတ်စစ်တပ်ကင်းစခန်းများကို PDF တပ်ဖွဲ့များက 60မမလက်နက်ကြီးများဒရုန်းများနဲ့ထပ်မံတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုအခြေအနေကိုတော့အတိမပြုတ်နိုင်သေးပဲတော်လိုင်းတပ်ဖွဲ့ဝင်များအထိခိုက်မရှိဘဲနဲ့စုခွာနိုင်ခဲ့တယ်လို့သိရပါတယ်။စလင်းမျိုးနေပြည်သူများအနေနဲ့စီရဲအရှိန်မြင့်ပြီးတော့ဖော်ဆောင်နေတဲ့ကာလဖြစ်တဲ့အတွက်ကြောင့်အကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့နှိစက်တဲ့နေရာများမှာတွာလောင်နေထိုင်ပြီးတော့လုပ်ငန်းဆောင်ရွက်ခြင်းများကိုမပြုလုပ်ကြရန် မင်းမှုခရိုင်အမှန်ငါတက်ရင်ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်၎င်းတိုက်ခတ်မှုမှာမင်းမှုခရိုင်အမှန်ငါတက်ရင်နဲ့အတူမင်းမှုတက်ရင်တက်ဆလင်းပတ်ကဖာမင်းမှုခရိုင်ပတ်ကဖာဒရုန်းလက်ရုံအဖွဲ့ဒေါင်းညင်အောင်ပျောက်ကြားအဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကိုးတိုင်းဇီးကုန်းမြို့နယ်မှာ PDF တပ်ဖွဲ့များရဲ့သတင်းတွေကိုစုံစမ်းနေတဲ့ပြူစောတိတအုပ်ကိုအရှင်ဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။အော်တိုဘားလ22ရက်နေ့မွန်လွယ်ဆက်နန္ဒိုင်ကမှာ ဘောင်မင်းရွာကအကြမ်းဖက်စစ်ကောင်စီတပ်သားများကင်းထောက်လွတ်ထားတဲ့ပြူစောတိတအုပ်ကို BDZM GBK PDF ပဲခိုးရုံးမှအခြေပြုတပ်ဖွဲ့ကအရှင်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အော်တိုဘာလ20ရက်နေ့မွန်းလွဲ2:30မိနစ်ကလည်းဇီးကုံမြို့နယ်ဘောပင်ရွာမှာအထိုင်ချတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကလည်း drone နဲ့၄ချိန် ဘောပင်တမန်အမှတ်1ဘောင်းဘောကိုချဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်အဲ့ဒီနေ့ည၈နာရီခန့်ကလည်းထိတ်အောင်စိုးမိုးရွာထိတ်ကနေပြီးတော့လက်နက်ကြီးနဲ့၅ချက်ပစ်ခတ်ခဲ့ရာဘောပင်ချောင်းတရက်ပင်အိုင်တံသားထိတ်မှာရှိတဲ့ပြည်သူပိုင်းနေအိမ်တလုံးပေါ်ကိုကြားရောက်ပောက်ကွဲပြီးတော့ပျက်စီးသွားတယ်လို့သိရပါတယ်။တိုက်ပွဲကတော့မပြင်းထန်သေးပါဘူး။၂၂ရက်နေ့မနက်၂နာရီအချိန်လောက်မှာ ပြူခွေးတွေနဲ့စစ်ခွေးတွေလာပြီးတော့ချောင်းပစ်တယ်ကျွန်တော်တို့ဘက်ကတစုံတရာအတန်မပေးဘူးငြိမ်ထားတာပြစ်မှတ်မတိကြတဲ့အတွက်မပြစ်ဘဲနဲ့ငြိမ်ပြီးတော့ဝင့်နေတာပါဒီအပိုင်းတော့တိုက်ပွဲပြင်းထန်မှုအခြေအနေရှိတယ်လို့ဘကိုးရုံမှအခြေပြု BT ZM GBK PDF အဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်ဒါအပြင်သခိုင်းတိုင်းချောင်းဦးမြို့နယ်မှာရှိတယ်ကင်မွန်းတော်ပြူစောတိရွာမှာအထိုင်ချတပ်ဆွဲထားတယ်အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း တောင်ပန်းဒီအထူးပြောက်ကြားတပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောကြားထားပါဗျ။အော်တိုဘာလ18ရက်နေ့မွန်လွယ်3နာရီကမှချောင်းဦးမြို့နယ်ကင်မွန်တော်ပြူစောတိရွာမှာအထိုင်ချတပ်ဆွဲထားတဲ့စစ်သားနဲ့ပြူစောတိများကို60မမ80မမလက်နက်ကြီးများလက်နက်ငယ်များနဲ့ဝင်းရောက်ပြက်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ကောင်စီဘက်ကလည်းအထိနာနေတဲ့အတွက်60မမဆက်လက်လက်နက်ငယ်များနဲ့ပြန်လည်ပြက်ခတ်ခဲ့တော်လဲတော်လိုင်းမဟာမိတ်များဘက်ကအထိကအကြဆုံးမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ရတယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုရင်းမာပင်ခရိုင်တိုင်ရင်း35 တက်ခွဲ3တောင်ပန်းဒီအထူးပြောက်ကြတာဖွဲရင်းမာပင်ခိုင်တရင်35တက်ခွဲ3တက်စိတ်1နဲ့နေကံပကဖမဟာမိတ်များကပူးပေါင်းတက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆလာဘီတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းလှိုင်မြို့နယ်မှာရွှေဆိုင်သိမ်းပြီးပြန်လာတဲ့ကားကိုတနက်နေ့ပြစ်ဖောက်ပြီးတော့လူရက်ခဲ့ရာ ရွှေတက်တာ၃လုံးပါသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ22ရက်နေ့ညနေ6နာရီဝင်းကျင်ကမှာရွှေဆိုင်သိမ်းပြီးပြန်လာတဲ့အချိန်လှိုင်မြို့နယ်၄ရက်ကွတ်အေးအိမ်မွန်လမ်းမကြီးခြံအမှတ်နှစ်နေအိမ်ရှိအရောက်မှာတနက်ပစ်ဖောက်ပြီးတော့ကားနောက်မှာထားတဲ့ရွှေတက်တာများကိုလူရယူဆောင်ခံရခြင်းဖြစ်တယ်လို့သိရပါတယ်။ပိုင်ရှင်အမျိုးသမီးကဆိုင်သိမ်းပြီးတော့အိမ်ကိုပြန်ရောက်ပြီးအိမ်ရှိအရောက်မှာပဲနောက်ကနေလိုက်လာပြီးတော့လူသွားတာကားသမားကိုတနက်နဲ့ချိန်ပြီးတော့ပစ်တာမထိလိုက်ဘူး။ ကားနောက်ကလေကာမှန်ကိုရိုက်ခွဲပြီးတော့ရွှေတွေထည့်ထားတဲ့တစ်တာတွေကိုယူသွားတာလူထိခိုက်မှုတော့မရှိဘူးလို့ရဲတပ်ဖွဲ့နဲ့နှိဆက်သူကပြောပါတယ်။တနက်ကင်ဆောင်ထားတဲ့အမျိုးသားနှစ်ဦးကရွှေငါးပိတ်သာထည့်ထားတဲ့တန်တစ်တာသုံးလုံးကိုယူဆောင်ပြီးတော့ကားနဲ့ထွက်ပြေးသွားကြောင်းသိရပြီးလက်ရှိအချိန်ဒီမှာတဲလွန်စားတစုံတရာကိုမရရှိသေးပဲဖမ်းဆီးနိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်။အဲ့ဒီအမျိုးသမီးဟာအင်းစိန်လန်းနဲ့စီရင်ရင်းလန်းထောင်းမှာမြရွှေယုံဆိုတဲ့ရွှေဆိုင်ကိုဖွင့်လှစ်ထားခြင်းဖြစ်ကြောင်းတင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စစ်တပ်ကတူများရှိရာပြင်ဦးဝယ်မြို့နယ်၁၆မိုင်ခန့်သာဝေးတဲ့ဂံခေါကြီးရွာမှာတောင်းတမတော် DNL နဲ့စစ်ကောင်စီတပ်တို့တိုက်ပွဲတွေပြင်းထန်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးလာရှိုးလမ်းမကြီးအနီးနောင်ချုံမြို့နယ်ဗန်ပွေးကြီးရွာအုပ်စုမှာရှိတဲ့ဂံခေါကြီးရွာမှာတိုက်ပွဲတွေပြင်းထန်နေခြင်းဖြစ်တယ်လို့သိရပါဗါတယ်။အဲ့ဒီကြီးရွာမှာအော်တိုဘာလ၁၉ရက်နေ့ကတည်းကစတင်တိုက်ပွဲဖြစ်ပွားပြီးတော့အော်တိုဘာလ၂၂ရက်နေ့အထိတိုက်ပွဲတွေပြင်းထန်နေခြင်းဖြစ်တယ်လို့သိရပါဗါတယ်။စစ်ကောင်စီတပ်ကနောင်ချုံမြို့နယ်ဂံခေါရွာအုံမတိကြီးရွာ ကလမ်းခွဲနေရာအထိကိုစစ်ကြောင်းထုတ်လာတဲ့အတွက်တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်တယ်လို့ပြည်ဦးလွယ်မြို့ကန်တအုပ်ကပြောပါတယ်စစ်ကြောင်းထုတ်လာတဲ့အဲ့ဒီနေ့ကလေးကတိုက်ပွဲကဖြစ်နေတာအခုပို့ပြီးတော့ပြင်းထန်လာတဲ့အနီးနားကရွာတွေလည်းထွက်ပြေးကုန်ကြပြီလို့ပြည်ဦးလွယ်ဒေသခံကပြောပါတယ်တောင်းတက်မတော် TNL က1027စစ်စင်ရေးအပိုင်းနှစ်ရက်120မြောက်နေ့အဖြစ်နဲ့အောက်တိုဘာလ22ရက်နေ့စစ်ရေးသတင်းဖော်ပြခဲ့ရမှာနောင်ချုံမြို့ခံခေါ်ကြီးရွာမှာတိုက်ပွဲရှိခဲ့တယ်လို့ ဲ့ဒီနေ့ညကထုတ်ပြန်ကြေညာအသိပေးထားပါတယ်အော်တိုဘာလ22ရက်နေ့နေ့လယ်7:00နာရီခွဲမှာဂံကောရွာစာတင်ကျောင်းမှာတိုက်ပွဲဖြစ်ပွားခဲ့ရာစစ်ကောင်စီတပ်ကစာတင်ကျောင်းနဲ့ဖုံးတော်ကြီးကျောင်းနေရာကို drone နဲ့နှစ်ကြိမ်ဘုံဆက်ရှစ်လုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်အော်တိုဘာလ19ရက်နေ့ကတိုက်ပွဲဖြစ်ပွားမှုကြောင့်မန္တလေးမြို့ကနောင်ချိုကျောင်းမဲတီဘောလာရှိုမြို့ အတက်ကားများအားစစ်ကောင်စီအဖွဲ့ကပြင်းလွယ်မြို့နယ်မြိုင်ကြီးခွေလမ်းပိုင်းကနေပြီးတော့လှည့်ပြန်ခိုင်းခဲ့တယ်လို့ခရီးသွားပြည်သူများထံကပြန်လည်ပြောပြခဲ့ပါတယ်။အဲ့ဒီနေ့ကစပြီးတော့ပြင်းလွယ်လာရှိုးလမ်းပိုင်းမှာစစ်ကောင်စီကပိတ်ထားခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။လက်တလုံးမှာနောင်ချုံမြို့မှာစက်တွေလိုင်းများဖြတ်တောက်ထားတဲ့အတွက်တိုက်ပွဲဖြစ်ပွားမှုအခြေအနေနဲ့ပတ်သက်ပြီးတော့မသိရသေးကြောင်းအခြားဒေသရောက်နောင်ချုံမြို့ကတူကပြောပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းရက်ဆောင်မြို့နယ်ကြောက်ဟူကနေနောင်ချုံမြို့နယ်အတွင်းကိုစစ်အာပြန်လည်ဖြည့်တင်းရန်ကြိုးပမ်းနေတဲ့စစ်ကောင်စီတပ်ကထိုးစစ်ဆင်လာတဲ့အတွက်နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ် TNA လေးကအတိပေးထားပါတယ်စစ်ကောင်စီတပ်ဟာပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာနောင်ချိုမြို့နယ်နမ်ဆန်မြို့နယ်တို့ကိုလေကြောင်းကနေတိုက်ခိုက်မှုများဇက်တိုက်ပြုတ်လုခဲ့ရာအရက်သားတိုက်ဆုံထိခိုက်မှုများရှိခဲ့တယ်လို့သိရပါတယ်အော်တိုဘာလ22ရက်နေ့မနက်ကနမ်ဆန်မြို့နယ်ကိုစစ်ကောင်စီကတိုက်လေရင်နဲ့လေကြောင်းကနေတိုက်ခိုက်ခဲ့ရာအရက်သား5ဦးတိုက်ဆုံက၄ဦးဒဏ်ရာရရှိခဲ့ကြောင်းလွေရည်ဦးကပြောဆိုထားပါတယ်လက်ရှိကတော့စစ်ကောင်စီကလေကြောင်းကနေတိုက်ခိုက်တာမျိုးပို့ပြီးတော့လှုပ်လာတာကိုတွေ့ရပါတယ်လို့လွေရည်ဦးကပြောပါတယ် ်စစ်ကောင်စီကရဲသားများကိုပြစ်မှတ်ထားပြီးတော့လေကြောင်းကနေတိုက်ခိုက်တယ်စစ်ရာဇဝဲမှုများကိုကျူးလွန်နေတယ်လို့လည်း၎င်းကပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့နယ်ဂန်းကော်ကျေးရွာမှာရှိတဲ့စာတင်ကျောင်းမှာတိုက်ပွဲဖြစ်ခဲ့ပြီးတော့စစ်တပ်ကဖုံကြီးကျောင်းနဲ့စာတင်ကျောင်းတို့ကို drone နဲ့ဘုံသီးဆက်ရှက်လုံးကျဲချတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလာ22ရက်နေ့လယ်7:00နာရီခွဲအချိန်ကနောင်ချုံမြို့နယ်ဂန်းကော်ကျေးရွာမှာရှိတဲ့စာတင်ကျောင်းနေရာမှာတောင်းမျိုးသားလုံရည်တက်မတော် TNL နဲ့စစ်ကောင်စီတပ်တို့ကြားမှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့အကြမ်းဖက်စစ်တပ်ကဂန်းကော်ကျေးရွာမှာရှိတဲ့စာတင်ကျောင်းနဲ့ဖုံတော်ကြီးကျောင်းနေရာတို့ကို drone နဲ့နှက်ချင်း ်ဘုံဒီ18လုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်ရှမ်းပြည်နယ်တောင်ပိုင်းရက်ဆောင်မြို့နယ်ကြောက်ကူကနေပြီးတော့နောင်ချိုမြို့နယ်အတွင်းကိုစစ်အင်အားပြန်လည်ဖြည့်တင်းရန်ကြိုးပမ်းနေတဲ့စစ်ကောင်စီတပ်ကထိုးစစ်ဆင်လာတဲ့အတွက်နှစ်ဖက်ထိပ်တွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့ TNL ရဲ့သတင်းနဲ့ပြန်ကြားရေးကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းလောင်းလုံးမြို့နယ်မှာအကြမ်းဖက်စစ်တပ်ကပြည်သူ၅ဦးကိုလယ်လီးတပ်ဖြတ်ခြင်းပြစ်ခတ်တပ်ဖြတ်ခြင်းများကိုလုံဆောင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ17ရက်နေ့ကနေ19ရက်နေ့အထိလောင်းလုံးမြို့နယ်အတွင်းမှာစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကပြည်သူ၅ဦးကိုတပ်ဖြတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အော်တိုဘာလ18ရက်နေ့မှာ အောက်ရေဖြူကြေးရွာသားကိုမင်းကိုကိုနဲ့အမည်မသိတဲ့ပြည်သူလူငယ်တအူးကိုလယ်လီတက်ဖြတ်ပြီးတော့ရုပ်အလောင်းများကိုမြင်းမော်ရွာတင်းကြိုင်အတွင်းမှာမြေနှုတ်ထားခဲ့တယ်လို့သိရပါဗျ။ဒါအပြင်အော်တိုဝါလာ16ရက်နေ့မွန်လွဲပိုင်းမှာစစ်တပ်စစ်ကြောင်းရွာထဲကိုဝင်လာတဲ့အခါစိုင်ကယ်နဲ့ထွက်ပြေးလာတဲ့ကရက်ငယ်ထင်းရွာကအသက်30အရွယ်ကိုမင်းအောင်ခေါ်ကိုကန်းကန်းကို အကြမ်းဖက်စစ်ကောင်စီတပ်သားများကအောက်ရေဖြူကျေးရွာနဲ့ဂရန့်ငယ်ထိန်ကျေးရွာကြားမှာပြစ်တက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနေ့ညနေပိုင်းမှာကြားမှာရေမကောင်းတဲ့အတွက်အိယာထဲမှာနေနေရတဲ့ဂရန့်ငယ်ထိန်ရွာကအသက်83နှစ်အရွယ်ဒေါ်ခင်မြင့်ခေါ်ဒေါ်မငယ်ဟာလေအကြမ်းဖက်စစ်ကောင်စီတပ်သားများပြစ်ခတ်လိုက်တဲ့ကြီးစံထိမှန်ပြီးတိတ်ဆုံးခဲ့ကြောင်း Democracy Movement Strike Committee ဒဝေအဖွဲ့ကပြောဆိုထားပါတယ်။အလားတူပဲ နှလုံးရောဂါအခန့်ရှိတဲ့ အောက်ရေဘူးရွာကအသက်50အရွယ်ဒေါ်တက်တက်ဟာလေအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များရဲ့ပြစ်ခတ်တံများကိုကြောက်ရွံ့ထိတ်လန့်ပြီးတော့အော်တိုဘာလ16ရက်နေ့မှာနှလုံးဖောက်ပြီးတော့တေဆုံးသွားတယ်လို့သိရပါတယ်ကျွန်တော်တို့ကတော့လူတစ်ယောက်ရဲ့အမည်ပဲသိရသေးတယ်ကျန်တဲ့တစ်ယောက်ကိုတော့မျက်နာတွေတောင်မမှန်မိလောက်တဲ့အထိဖြစ်နေတော့ဘယ်သူပဲဝါလဲဆိုတာတော့မသိရတော့ဘူးညင်းမော်ရွာတင်းကျိုင်းအနောက်ဘက်မှာတက်ပြီးတော့မြေမြုပ်ခဲ့တာစစ်ခွေးစစ်ကြောင်းမပြန်ငယ်တရက်လောက်ကတက်ဖြတ်ခဲ့တာအော်တိုဘာလ16ရက်နေ့ကတက်ဖြတ်ခဲ့တာအောက်ရေဘူးကြေးရွာက ကိုမင်းကိုကိုတယောက်ပဲအမည်သိရတယ်။သူကတာမန်အရသားပဲစစ်ခွေးစစ်ကြောင်းနဲ့တိုးမိပြီးတော့ဖမ်းခံရတာ။စစ်ကြောင်းမပြန်ခင်မှာတတ်ခံရတာပေါ့။စစ်ခွေးတွေဖမ်းသွားတဲ့ခြံတဲ့သူတွေကတော့အကုန်လုံးပြန်လွတ်ပေးလိုက်တယ်လို့သိရတယ်။အခုလက်ရှိတွေ့တာတော့အလောင်းနှလောင်းပဲရှိသေးတယ်။ကျွန်တော်တို့မသိခင်ကပါသွားတဲ့သူတွေရှိလားမရှိလားတော့မသိရသေးဘူးလို့လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲတို့ကပြောပြထားပါရတယ်။ အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာအော်တိုဘားလ19ရက်နေ့မှာလောင်းလုံးမြို့ပေါ်ကိုပြန်လည်ဆုတ်ခွာသွားပြီးတော့ပြည်သူပိုင်းနေအိမ်တလုံးကိုလည်းမိရှို့ဖျက်ဆီးခဲ့သေးတယ်လို့ရဲဘော်ရှဲတို့ကဆက်လက်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရဲသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ